တလားကိုဒေါ်လာ2000လောက်ကိုတောင်မှ ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးတောင်မရှိဘူးကတော့ပါရဲ့ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမုတ်ဖိုးအရက်တော့တဲ့အရက်ဖိုးကိုမပြောသေးဘူးဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမရှိတဲ့ဟာတောင်မှ PDF အောက်ကတက်ရင်းနေမြေပြင်ကတက်ရင်းနေလာတိုင်းမပေးတဲ့အဖွဲကြီးဖြစ်နေခင်ဗျားတို့ NUG အလှူငွေတွေဘလောက်ရလဲလက်စများလုံးပဲမြင်လာပါခုတစ်ခေါက်မှတော့ကျွန်တော်တို့ NUG MOD နဲ့ PDF တွေရဲ့အွဲပြေဇက်လန်လေးတွေကိုနားထောင်ကြည့်အောင်ပါ NUG မှာ နော် PDF တက်ရင်းနေတဖွဲ့ပြီးတဖွဲ့ထွက်သွားတယ်ထွက်သွားတယ်ထွက်သွားတယ်ဆိုတော့တည်င်းကိုကြားနေရတယ်ဒီတော့ NUG က PDF တက်ရင်းနေကိုဘလို့ထောက်ပံ့နေလဲပြီးတော့တက်ရင်းတရင်းကို380သိန်း100ကျားကိုထောက်ပံ့နေဆိုပြီးတော့ပြောနေတယ်သူတို့ပြောနေတာကတော့စရင်စရားနဲ့ပြောတယ်ဆိုလို့ရှိရင်380ပတ်ဝန်းကျင်ပေါ့တရင်တစ်ခုကို380ပတ်ဝန်းကျင်လောက်ထောက်ပံ့နေသို့တော့အဲ့ဒီထောက်ပံ့နေ380ဟာ တလောက်ကိုတစ်ခါလဲလာတာမဟုတ်ဘူးပုံမှန်ရတာမဟုတ်ဘူး၃လပြည့်မှတစ်ခါရတာတော့ဟာ၆လပြည့်မှတစ်ခါရတာတော့ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ PDF တိုက်ရင်းတွေကိုထောက်ပံ့နေတဲ့ပုံစံရှိအဲ့တော့၃80ကိုကျွန်တော်တို့ကနိုင်ငံခြားငွေစရင်းစရင်းစရားနဲ့တွက်မယ်ဟေးဆိုလို့ရှိရင်၃80ဆိုတာအမေရိကန်ဒေါ်လာ2000လောက်ပဲရှိဒီနေ့ခေတ်ဒီနေ့ငွေစည်းဒီနေ့အချိန်နဲ့ပြောတယ်ဟေးဆိုလို့ရှိရင်၃80ဆိုတာ အမေရိကန်ဒေါ်လာ2000လောက်ပဲရှိအမေရိကန်ဒေါ်လာ2000ပတ်ဝန်းကျင်ကိုတောင်မှကတ်ရင်းတိုင်းကိုလာတိုင်းမပေးဘူးအမေရိကန်ဒေါ်လာ2000လောက်ကိုတောင်မှကတ်ရင်းတိုင်းကိုပုံမှန်ရအောင်မပေးနိုင်ဘူးဆိုတဲ့အခါမှာဒီ MOD အောက်ကနေကတ်ရင်းနေတဖြည်းဖြည်းနဲ့ထွက်သွားတဲ့ဟာဟာဘာမှအံ့ဩစရာမဟုတ်တော့ စစ်ပွဲဆိုတာကအင်တန်ကိုပဲအကုန်ကြတယ်များတယ်။ဖောင်းဆိုပြီးတော့တစ်ချက်ထွက်သွားလိုက်တဲ့အဲ့အတန်တစ်ခုရဲ့နောက်မှာငွေကြီးတွေအများကြီးပါသွားတယ်။ပြည်သူလူထုအနေနဲ့တင်းတင်းချာချာစဉ်းစားဖို့လိုတဲ့ကိစ္စကိုပြောတာနော်။ NUG အစိုးရကာကွယ်ရေးဌာနကတကယ်မြေပြင်မှာတိုက်ခိုက်နေတဲ့ PDF တိုက်ရင်းတွေကိုတလားကိုဒေါ်လာမထောက်ပံ့နိုင်ဘူးတလားကိုဒေါ်လာ2000တောင်မှ ုံမှန်မပေးနိုင်ဘူးဆိုတဲ့အနေအထားတွေဖြစ်ကုန်နေဆိုတဲ့ဟာကအခု KDR KNDF တို့အဲ့လိုမျိုးနဲ့သွားပေါင်းတဲ့အဖွဲ့အစည်းတွေအဲ့တော့ဘာမှမရှိတဲ့အချိန်ကြီးရအောင်ဒီအချိန်ကြီးတိကျအောင်ရှောက်ခဲကြသေးတာပဲနော် MOD လောက်ကနေထွက်သွားတဲ့တိုက်ရင်တွေဒါကရင်ပြည်နယ်မှာရှိနေတဲ့ကိုဇွဲတို့တိုက်ရင်တွေပေါ့ဒီလိုတိုက်ရင်တွေကိုသေသေချာချာကြည့်ချင်းအဖြစ် NUG ရဲ့ကာကွယ်ရေးဦးစီးချုပ်နော်ကာကွယ်ရေးဌာနတို့ NUG ရဲ့စီမံခန့်ခွဲရေးဟာ ျွန်တော်တို့လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေလက်နက်ကင်တိုက်ပြီးတော့အသက်ပေးနေတဲ့ PDF တွေကိုသူတို့ဘလောက်အလေးထားသလဲသူတို့ဘလောက်တန်ဖိုးထားသလဲသူတို့ဘလောက်ပန်ဖိုးသလဲဆိုတဲ့အပေါ်မှာမူတည်သွားပြီတရင်တရင်ကိုဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းမထောက်ပံ့နိုင်လာတိုင်းလက်ပတ်အောင်မပေးနိုင်လာတိုင်းပုံမှန်မပေးနိုင် ပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဒီအခါကျတော့ ဒီလက်နက်ကင်ဒေါ်လာရေး PDF အဖွဲ့အစည်းတွေဟာမဟာမိတ်တွေနဲ့ပူးတွဲနေရတယ်ကိုရက်ကိုရွာကိုဒေသမှာကိုနေတယ်ဒေါ်လာ2000လောက်ဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းပုံမှန်မပေးနိုင်တဲ့အန်ယူဂျီ MOD ကိုသူတို့ဘယ်လိုအားကိုးမလဲဒီတော့အန်ယူဂျီကိုထောက်ခံတဲ့သူတွေနော်အန်ယူဂျီကိုလေးစားတဲ့သူတွေအန်ယူဂျီကို အန်ယူဂျီဆိုတာ PDF တွေကိုဗန်းပြပြီးတော့တောင်းစားနေတဲ့တရောင်းစားအဖွဲ့အစည်းတစ်ခုတသားသားဖြစ်ပါတယ်။အန်ယူဂျီထိမခံဘူးဆိုတဲ့လူတွေတည်တည်ချာချာစဉ်းစားဖို့လိုလာပြီ။ကျွန်တော်အခုပြောနေတဲ့ဟာတွေအကုန်လုံးက ခမားတို့တနာယီနှစ်နာယီအချိန်ပေးနိုင်လို့ရှိရင်အွန်လိုင်းမှာအကုန်လိုက်ကြည့်လို့ရတဲ့ဟာတွေကြီးပဲ။ ရှမ်းပြည်တောင်ပိုင်းကအဖွဲ့အစည်းက KNDF နဲ့ပေါင်းတယ်ပေါင်းတဲ့အချိန်မှာသူတို့အဖွဲ့အစည်းအကုန်လုံးကရဲဘော်တွေအကုန်လုံးကလက်နက်အပြည့်အစုံရသွားတယ်။ MOD နဲ့ပေါင်းမဲ့ဟေးဆိုလို့ရှိရင်ထမင်းစားဖို့တောင်မှတလားကိုဒေါ်လာ2000လောက်လက်အချိန်မီရောက်မလာဘူး။ဒီတော့ MOD ကို ထောက်ခံတဲ့ NUG ကိုထောက်ခံတဲ့ MOD ကိုထောက်ခံတဲ့ NUG ကိုအားကိုးတဲ့ MOD MOD ကိုအားကိုးတဲ့ဆိုတဲ့ပြည်သူလူထုအနေနဲ့ကခမားတို့ကိုအခုပြောပြနေတဲ့ငင်းချမ်းအောင်တို့အခုလာကြည့်နေတဲ့နိုင်နိုင်တို့ဒီလိုလူတွေကိုခမားတို့လိုက်ဆဲမနေနဲ့လိုက်ပြဿနာရှာမနေနဲ့ခမားတို့ကိုယ်တိုင်တည်တည်ချာချာမေးဖို့လိုတယ်တက်ရင်တရင်ကိုဒေါ်လာ2000လာတိုင်းပုံမှန်မပေးနိုင်ဘူးတကယ်တကယ်တမ်းကျတော့ဗမာငွေ380 300ဆိုတဲ့ဟာက ဗမာပြည်သူတွေအတွက်ကဘာမှမဟုတ်တော့ဘူးပုံမလေးလင်းပြောရင်တထဲတယောက်တောင်မှလက်ထိုင်းသိန်း100လောက်ပေးပြီး PDF တိုင်ရင်ကိုတထဲဆိုသိန်းတောင်မှချမ်းသာစရာမလိုဘူးတော့ပုံမှန်လုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တယောက်တောင်မှ PDF တိုင်ရင်တွေကိုတလားကိုသိန်း100လောက်ထောက်ပံ့နိုင်တဲ့အနေအထားခင်ဗျားတို့ UNG ကဝင်ကြီးတွေလာကြတောင်မှတလားကိုဒေါ်လာ2000ကမှမဟုတ်ဘူး ဝင်ကြီးတယောက်ရဲ့လစာတစ်လောက်ကိုဒေါ်လာ2000မကပေမဲ့တရင်တရင်လုံးအတွက်ဒေါ်လာ2000လောက်ကိုကြတော့လာတိုင်းပုံမှန်မပေးနိုင်ဒီတော့ PDF တွေကတိုင်းရင်းသားဖွဲ့စည်းတွေတိုင်းရင်းသားနယ်မြေတွေမှာနေရတယ်တကယ်လက်တွေ့ရင်ဆိုင်နေရတယ်ရန်သူနဲ့စစ်တပ်နဲ့တိုက်နေရတယ်ဆိုတဲ့လူတွေဟာ MOD ကိုအချိန်ကြားလာတာနဲ့အမျှယုံကြည်မှုတွေညှော်နေလာမယ် MOD ကိုအားမလို့အားမရတွေဖြစ်လာမယ်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာ MOD အောက်ကနေ PDF တွေခွဲထွက်သွားတာဟာ PDF တွေရဲ့အပြစ်မဟုတ်တော့ဘူးခင်ဗျားတို့ MOD ရဲ့စီမံခန့်ခွဲမှုတွေ MOD ရဲ့တိုက်ဆောင်ရွက်မှုတွေဒီအပေါ်မှာမူတည်ပြီးတော့အခုလိုမျိုး PDF တွေနဲ့နော် NUG နဲ့အကွဲပြဲတွေဖြစ်လာရတဲ့ဆိုတဲ့ဟာကိုခင်ဗျားတို့တည်တည်ချချာစဉ်းစားဖို့လိုတယ်တလားကိုဒေါ်လာ2000လောက်ကိုတောင်မှ ဝင်ကြီးတယောက်ရဲ့ မုတ်ဖိုးတောင်မရှိဘူးကတော့ပါရဲ့ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမုတ်ဖိုးအရက်တော့တဲ့အရက်ဖိုးကိုမပြောသေးဘူးဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမရှိတဲ့ဟာတောင်မှ PDF အောက်ကတက်ရင်းနေမြေပြင်ကတက်ရင်းနေလာတိုင်းမပေးတဲ့အဖွဲ့ကြီးဖြစ်နေတယ်ခမားတို့ NUG အလှူငွေတွေဘလောက်ရလဲ NUG ကနေပြောထားတာရှိတယ်ကွန်ဒေဖုံးလက်တို့ပြောထားတာရှိသူတို့မှပုံမှန်အားဖြင့်တော်မှအမြဲတမ်းလှူနေတဲ့လူတွေကြောင့်နော်ဒေါ်လာတစ်သန်းလောက်လာတိုင်းဝင်ငွေရှိနေတယ် လူတွေအများအတိုင်း NGO ကိုလှူပါမယ်ဆိုပြီးတော့သူတို့ကိုလှူထားတဲ့ဟာတောင်မှဒေါ်လာတစ်သန်းလောက်လာတိုင်းဝင်ငွေရှိနေတယ်ဒါပေမဲ့ဒေါ်လာ2000အောက်ခြေကရဲဘော်တွေရှိမရောက်ဘူးဘယ်တွေရောက်သွားလဲဝင်ကြီးဌာနအဖွဲ့တွေဝင်ကြီးဌာနသားသမီးတွေဝင်ကြီးတွေနော်ဒီသူတို့ရဲ့ဘလို့ပြောမလဲဆိုတော့နိုင်ငံရချားမှနေတဲ့အစိုးရအဖွဲ့အစည်းတွေသုံးတဲ့ဟာတောင်မှမလောက်ဘူးဖြစ်ပြီးတော့အောက်ခြေက PDF တွေကိုကြတော့ဗမာစစ်တပ်လိုပဲဖြစ်နေ နော်ဒီ UNGMOD လုံနေတဲ့ပုံစံကိုပြောပြတာဗမာစစ်တပ်လိုပဲဖြစ်နေတယ်အရာရှိကြီးတွေအကုန်လုံးကတော့ချမ်းသာနေတယ်အောက်ခြေကရဲဘော်တွေကတော့ရွာဝင်ဓမြတရွာဝင်ဟိုဘယ်လိုပြောမလဲမတိန်ကြီးရွာဝင်နွားကစားဆိုတဲ့စစ်တပ်ကလိုမျိုးဖြစ်လာတယ်ဒါပေမဲ့တော်လိုင်းရဲဖွဲ့စည်းတွေကြတော့စစ်တပ်နဲ့မတူဘူးလေကြီးစက်တွေဆိုတာင်းစစ်တပ်ကအဲ့လိုလုပ်တာမျိုးကိုယ်တိုင်ငွားချင်းတွေ့ဖိတ်လာမင်းရင်ဖြည့်ကြည့်အောင်နော် အဖမင်းကလို့တော်လိုင်းရလာလောက်တာမဟုတ်ဘူးဒီဆရာကရှင်စနစ်ကိုကိုက်ဖို့အတွက်တော်လိုင်းရလာလောက်တာဒီတော့ကျွန်တော်တို့ PDF တွေကရောဝင်ဓမြမတိုက်ဘူး PDF လူဝဲသက်တယ်ရှင်းနာပစ္စည်းအကုန်သိမ်းတာလေ PDF တွေကရောဝင်လို့ရှိလို့ရှင်ဟိုနွားပြစ်မစားဘူးဘာဖြစ်လာလဲဆိုတော့ MOD ကိုအယုံကြည်မဲ့ပြီးတော့ကိုဟာကိုရံပုံငွေတွေရှာတဲ့အခါမှာမင်းတို့ UNG ရှိခြင်းမရှိခြင်း MOD ရှိခြင်းမရှိခြင်းက PDF တွေအတွက်ဘာမှ ဘယ်လိုပြောမလဲအရေးပါအရာရောက်တဲ့အထဲမှာမပါဘူးတက်မရှိပဲနဲ့ NUG ရဲ့ MOD ကစစ်ဦး MOD ဖြစ်နေတဲ့အခါမှာခမားတို့ပြည်သူလူထုက NUG ကိုဘယ်လိုကိုးစားမလဲ MOD ကိုဘယ်လိုကိုးစားမလဲလက်နက်ကင်တော်လှန်ရေးတိုက်ပွဲလုပ်နေတဲ့အချိန်မှာ NUG ကိုကိုးစားလို့မရဘူး MOD ကိုကိုးစားလို့မရဘူးဆိုလို့ရှိရင်ခမားတို့ပြည်သူလူထုအနေနဲ့ကိုယ်နေရဒေတာမှာရှိနေတဲ့ PDF အဖွဲ့အစည်းတွေကိုဘယ်လိုထောက်ပံ့မလဲ တိုင်းရင်းသားဒေါ်လာရင်းအဖွဲ့အစည်းတွေကိုဘယ်လိုမျိုးဟိုထောက်ပံ့မလဲကူညီမလဲတိုင်းရင်းသားဒေါ်လာရင်းအဖွဲ့အစည်းတွေနဲ့ PDF တွေနဲ့ပေါင်းပြီးတော့ဒီစစ်တပ်ကိုဘယ်လိုတိုက်မလဲဒီလိုကိစ္စမျိုးကိုပဲစဉ်းစားရတော့မယ်အနေထားရှိလာတယ်ဒါကကျွန်တော်ပထမပြောမယ့်အချက်အခုခင်ဗျားတို့တင်းသေးချာချာစဉ်းစားလို့ရသွားပြီလာတိုင်းတပန်းလောက်ဝင်ငွေရှိနေတဲ့အဖွဲ့အစည်း NUG ဟာဘယ်သူမှနော်ဟို project တွေဒီ project တွေမပါတော့မှအ ਨੇ စုံအ ਨੇ စုံတပန်းဝင်ရှိနေတဲ့အဖွဲ့အစည်း ဒါကျွန်တော်ပြောတဲ့တသန်းလောက်ဆိုတာနိုင်ငံတကာကလှူတာပဲရှိသေးတယ်။နော်ပကဖတို့သူကသူပါသုံးလုံးအဖွဲတွေဖွဲ့ပြီးတော့အလောင်းတော့ကတဖဟိုသစ်တော်ကြီးရောင်းနော်ခိတ်ကြီးတားပြီးတော့ဟိုအခုံကောက်တာတို့အဲ့ဒါတွေတခုမှမပါသေးဘူး။အဲ့ဒါတွေတခုမှမပြောသေးဘူး။ဒီတော့ဘာဖြစ်လာလဲဆိုတော့ UNG နဲ့ MOD နဲ့ပကဖတွေအကုန်လုံးကစစ်တပ်လိုပဲဖြစ်လာ အန်ယူဂျီမှာရှိတဲ့ဝင်ကြီးတွေအန်ယူဂျီမှာရှိတဲ့အရာရှိတွေအကုန်လုံးကချမ်းသာကျွယ်ဝနိုင်ငံရခြားမှာနေပေါ့ပြီးသွားလို့ရှိလို့ရှိရင်အန်ယူဂျီကို ထောက်ခံတဲ့အန်ယူဂျီကဖွဲ့ပြီးကျတော့အကောက်ခွန်တွေအကုန်ကောက်ပြီးကိုကကိုချမ်းသာကြတာပေါ့တကယ်အသက်ပေးပြီးတိုက်တဲ့ PDF တွေကျတော့အန်ယူဂျီအောက်မှာသာပြောထားပြီးလဲပြောထားပြီးတော့ဘာမှမရမပြုတ်တဲ့အခါ PDF တွေအကုန်လုံးကဒီအကုန်လုံးနီးနီးကပေါ့ပြောလို့ရှိလို့ရှိရင် MOD ဟိုနိုင်ငံရေးအရာတော့ MOD အောက်မှာရှိနေတဲ့ UNG အောက်မှာရှိနေတယ်ဆိုတော့ပုံစံပဲရှိတော့တယ် UNG မှာတခိုးရဲ့တဘိုးရဲ့ဖာကောင်းရဲ့ဖာတယ်ပဲရှိတယ်ပေါ့နော်အားလုံးတခိုးကြီးပဲ UNG မှာအဲ့လိုပဲ PDF တွေထဲမှာလည်းတခိုးတွေကတော်များတယ်နောက်ပြီးတော့ PDF တွေထဲမှာညံမမီတဲ့ကြီးစက်တွေပေါ့နော်တော်တော်လေးများအဲ့ကြောင့်ဒီကောင်လေးကခံရတာပေါ့နော်